ဂျာသာပတိသာသမိမိတ်ဆွေများအားလုံးမင်္ဂလာပါဂျာသာပတိသာသမိတွေအတွက်18ရက်4လ2025မှာ23ရက်4လ2025ဒီပဲဖြစ်ပါတယ်ဂျာသာပတိသာသမိတွေရဲ့ယဉ်ထဲမှာဘေးပတ်ဝန်းကျင်နဲ့အဆင်ပြေဖို့ကိုယ့်ကိုယ်ကိုဩဇာအာဏာကြီးမားအောင်လုပ်ဖို့ကြုံတွေ့နေရတဲ့အခက်အခဲတွေလွတ်မြောက်အောင်ဖန်တီးပေးနိုင်ဖို့သူများကိုလည်းကူညီနိုင်ဖို့ကဒါအဲ့လိုအကြောင်းအရာတွေကိုအခုယဉ်ထဲမှာစဉ်းစားတွေးတောနေတယ် မျောလင်တောင်းတရည်ရွယ်ချက်ကတော့မိသားစုလိုက်တည်တဲ့ကောင်းတဲ့နေရာမှာနေထိုင်ဖို့ရွှေပြောင်းဖို့တွာလာဖို့အန္တရာယ်ကင်းတဲ့နေရာလေးတစ်ခုဖန်တီးဖို့တည်ဆောက်ဖို့ဟိုဒါကိုယ့်ရဲ့ရင်ထဲမှာမျောလင်တောင်းတနေပါတယ်မမျောလင်မဲ့ဘယ်လိုဟာမှုကြုံမလဲဆိုလို့ရှင်တော့အကြောင်းအမျိုးကြောင့်ကွဲကွာခဲ့တဲ့သူတွေနဲ့ပြန်လဲဆုံတွေ့ရတာရက်ဆိုင်ထားတဲ့အလုပ်တွေပြိုကျသွားတဲ့အလုပ်တွေနောက်တစ်ကြော့ပြန်ပြီးတော့ဖန်တီးရတာစူးစမ်းရတာမျိုးတွေကြုံတွေ့ပါလိမ့်မယ် စိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့မိသားစုအတွင်းရေးကိုတွေးပြီးတော့ကိုယ်မှာစိတ်တော့ကပူပင်မှုတွေများနေရတတ်ပါတယ်အဲ့တော့မတွေးပါနဲ့ကိုယ့်ရဲ့မိသားစုကအတွေးခွန်ညံ့တယ်အဲ့ဒီအတွက်ကြောင့်စိတ်ညစ်နေရတယ်လို့ပြထားပါတယ်ကိုယ်တွေးသလိုတွေးရင်ကိုယ်လှုပ်သလိုလှုပ်ရင်အရာအလုံးအဆင်ပြေတာကြာလှနေပြီပေါ့နော်အဲ့တော့ကိုယ်တွေးသလိုမတွေးတဲ့အတွက်ကြောင့်သူတို့ဒုက္ခရောက်တယ်လို့ပြထားပါတယ် ငယ်ရွယ်တဲ့ကြာသပတေးသားသမီးတွေကန်စားတာမှာဘဝနောင်ရေးတွေကြီးပွားဖို့ချမ်းသာဖို့အောင်မြင်ဖို့အဆင်ပြေဖို့အကုန်လုံးကိုငါဘယ်ကနေဘလို့စပြီးစူးစမ်းရင်ကောင်းမလဲဘလို့ဖန်တီးရင်ကောင်းမလဲဆိုတဲ့အကြောင်းအရာတွေကြောင့်အခုစဉ်းစားရင်းနဲ့ခေါင်းစားနေတတ်တယ်အဲ့တော့အချီရင်းနဲ့ပတ်သက်လို့ရှင်လဲအလိညာတွေခံရတဲ့အတွက်ကြောင့်နောက်ထပ်ချစ်ရမှာတော့ကြောက်နေတာမျိုးဖြစ်ပေါ်တတ်ပါတယ် အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ပြဿနာတစုံတရာကြောင့်အိမ်အောင်ရဲ့အဆင်မပြေမှုဖြစ်တတ်တယ်။ကိုယ့်ရဲ့အိမ်အောင်ဘက်ကပြဿနာပေါင်းစုံကြောင့်ကိုယ်မှာရောပြီးစိတ်ညစ်ရတာမျိုးကြုံတွေ့ရတပါလိမ့်မယ်။ဒီဝါသနာပါလို့ဒီလိုချင်းနဲ့ဇာတာပတိသာသမီများကတော့စားတောက်ဆိုင်တွေရောက်တဲ့အခါမှာလဖေးဆိုင်ပဲဖြစ်ဖြစ်စားတောက်ဆိုင်ပဲဖြစ်ဖြစ်အဲ့လိုနေရာမျိုးတွေမှာ ကိုထိုင်ကုန်နီးနားမှာရှားကြည့်ပါကိုထိုင်နဲ့ခုံပေးမှာရှားကြည့်အဲ့နေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ညနာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေနဲ့အနေနဲ့ကတော့ကိုအစားချင်ဆုံးကိုအကြိုက်ဆုံးဟင်းလျာတမျိုးမျိုးကိုရဟန်းတန်ကသီလရှိတဲ့သူများကိုလှူဒန်းခြင်းအားဖြင့်စွန့်လောင်းခြင်းအားဖြင့်ပို့ပေးခြင်းအားဖြင့်ကို့အတွက်ကံကောင်းတာတွေကြုံတွေ့ပါလိမ့်မယ်ကဲ ကြာသာပတိသားသမီးများဖို့ကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39255380358ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့ပေးတင်မေးလို့ရပါတယ်ကျွန်တော်ရဲ့ပေးတင်ဟောပြောချိန်ကတော့နေ့လယ်7:00နာရီကနေ7:00နာရီအတွင်းကိုဖုန်းဆက်မယ်နံပါတ်စင်းပေးမယ်ညနေ3:00နာရီထိတယောက်ချင်းစီပြန်လဲဟောကြားပေးပါတယ်ကဲကျွန်တော်မိတ်ဆွေများအားလုံးအရောက်တိုင်းကျမ်းမာချမ်းသာလို့ဆန္ဒပြုပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်